One Championship Passion Chatri ရဲ့ဘယ်သူမှမသိတဲ့ဘဝနောက်ကြောင်းအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ CIA U Channel ကနေကြိုဆိုလိုက်ပါတယ်ဆရာကြီးရဆရာကြီးဘယ်လိုဖြစ်လာလဲဆိုတဲ့အကြောင်းကိုကျွန်တော်တို့ CIA U Channel ကနေပြီးတော့အပတ်စဉ်တိုင်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မိတ်ဆွေနေတဲ့အခုဗီဒီယိုလေးကိုကြည့်ပြီးလို့ဘဟုသုတတိုးသွားတယ်တခုခုကိုယ်အတွက်အကျိုးရှိသွားတယ်ဆိုရင်ကျွန်တော်တို့ရဲ့ Channel လေးကို Subscribe လုပ်ပေးခဲ့ပါအောင်ဗျာ န်ချန်ပီယံရှစ်ဆိုတဲ့နာမည်ကြားလိုက်တာ ਨੇ ကျွန်တော်တို့မြန်မာနိုင်ငံမှာရောအာရှတတိုင်လုံးရောတကဘာလုံးမှာမသိရတဲ့သူတို့ကမရှိသလောက်ဒီရှာပါတယ်။နောက်ပြီးတော့ကျွန်တော်တို့ဒီပုတ်ကိုဆိုရင်လည်းဒါ press conference နေမှာခဏခဏမြင်နေရဖြစ်တဲ့အတွက်ဘယ်သူလဲဆိုတော့မသိရတဲ့သူမရှိပါဘူး။ကျွန်တော်တို့ဒီနေ့ပြပြသွားမယ်ဆရာကြီးကလည်းကျွန်တော်တို့ one champion ရှေ့ရဲ့ပိုင်ရှင်လည်းဖြစ်တယ်တခါတီထောင်သူလည်းဖြစ်တယ်နောက်တခါကျွန်တော်တို့ investor လည်းဖြစ်တယ် chatry ရဲ့အကြောင်းပဲဖြစ်ပါတယ် Chatree ရဲ့နာမည်အပြည့်အစုံကတော့ Chatree Studio Dong ပဲဖြစ်ပါတယ်။ Chatree Studio Dong ကိုကျွန်တော်တို့မေ30 1981ထိုင်းလန်မှာမွေးခဲ့ပါတယ်။ Chatree ရဲ့အဖေကဟို Chatree ငငယ်လေးတုန်းကသူကစီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်တယ်။ဒါသူတို့မိသားစုကလည်းအတန်အသင့်အဆင်ပြေရတဲ့အတွက် Chatree ရဲ့ငယ်ဘဝကအေးအေးဆေးဆေးပဲအားလုံးအဆင်ပြေခဲ့တယ်။ချမ်းချမ်းသာသာလေးနေရတယ်။ဆိုတော့အကျိုးဆက်နေတဲ့ Chatree ကဘာလုပ်လဲဆိုတော့ပညာရေးမှာရစိတ်ဝင်စားဘူး။စာမလုပ်ချင်ဘူး။သူကရန်ဖြစ်နေရပဲများတယ်။ရန်ဖြစ်နေရဆိုတာကလည်းဟိုသူကရန်လိုက်စားတာမဟုတ်ပေမဲ့ အဲသူ့ကိုပြန်လာပြီးတော့စတဲ့ဟာမျိုးတို့နောက်တစ်ခါသူချစ်တဲ့ခင်တဲ့သူအနိုင်ကျင့်တဲ့ဟာမျိုးတို့ဆိုရင်သူကဝင်ပြီးဖြည့်ရှင်းပေးနေရန်ဖြစ်ရတာပေါ့ဒါပေမဲ့ဘလို့ကြောင့်မဖြစ်နေနေ chatry ကခဏခဏရန်ဖြစ်တဲ့အတွက်သူကြောင်းခဏခဏနားရတယ်ပြီးရင်ရုံငန်းခဏခဏသွားရတယ်ပေါ့အဲ့လိုနဲ့ကျွန်တော်တို့ chatry အသက်9နှစ်သားအရောက်မှာသူ့အဖေက chatry ကိုကျွန်တော်တို့ lambin stadium မှာရှိတဲ့မြွေထိုင်းပွဲတပွဲကိုသူသားနဲ့တူတူသွားကြည့်ခဲ့ အဲချက်ထရက်ဒီပွဲကြည့်ပြီးပြန်လာခဲ့ရသူကမှုိထိုင်းဆိုတော့ခေါင်းထဲမှာအသေးထဲမှာနှလုံးသားထဲမှာဆွဲသွားတာဆိုတော့သူမှုိထိုင်းတင်နေတယ်အတင်နေတဲ့ကိစ္စကသူသူ့အမေကိုပြောတယ်အဲဒါပေမဲ့သူ့အမေကတည့်ရတိုင်းပဲဒီကောင်ချက်ထရက်နေထိုင်အောင်ရန်ဖြစ်နေကောင်ဆိုတော့မှုိထိုင်းကိုတွားပြီးတင်မပေးရဘူးတို့ရမှုိထိုင်းတက်သွားရင်ပိုးပြီးဒီကောင်ဆိုးလာနိုင်တယ်လीအဲ့တော့အမေကတော့သဘောမတူတဲ့အတွက်ချက်ထရီကသူ့အဖေကိုပဲပြောတယ်အဲ့လိုနဲ့ချက်ထရီ73နှစ်သားအရောက်မှာတော့သူ့အဖေကနေပြီးတော့ဒါသူတို့အဲ့အချိန်အဲ့ခင်မှာထိုင်းမှာကျွန်တော်တို့နာမည်အကြီးဆုံးဂျင်ကဟိုဟာ City Hotel အဲ့ရေဒီယိုတုံးဂျင်မှာသူ့သားကိုမှုထိုင်းအပ်ပေးခဲ့အဲ့လိုနဲ့ချက်ထရီကသူဒီစာသာမလုပ်ပေမဲ့မှုထိုင်းအောင်တော့အရန်သဘောကျရအောင်ဖြစ်တည်ဒီလိုကသူ training မပြတ်ဆင်းတယ်ပုံမှန်ဆင်းတယ်အဲ့လိုမျိုးလှုပ်လာရပဲချင်းလှုပ်လာတော့သူအသက်20ကျော်ရဲ့အထိဒီမှုထိုင်းအောင်ပုံမှန် training ဆင်းလာခဲ့အဲ့လိုနဲ့ချက်ထရီအသက်20ကျော်မှာသူ့အိမ်ကတိတ်ပြီးအဆင်မပြေတော့ဘူးအရှင်မပြေတော့သူဘလို့တတိထားမိလဲဆိုတော့သူ့အဖေနဲ့အမေကပုံမှန်ဆိုတယောက်နဲ့တယောက်အရန်ချစ်ကြတယ်ကျင်နာကြတယ်ဒါပေမဲ့ သူအသက်20ကျော်တဲ့အချိန်မှာじゃသူ့အိမ်မှာသူ့မိဘနေရကွာရန်ခဏခဏဖြစ်တယ်ဇကားတွေများတယ်ဒါရီသူမြင်နေရတော့မျက်စိရှိမှာအဲ့ဒီထက်ပို့ပြီးတော့ကျွန်တော်တို့မီးလောင်ရအောင်လေပင်ပေးလိုက်တာတခုကကြတော့1990ခေါ်မှာကျွန်တော် Asian Financial Crisis ထားဖြစ်တယ် Asian Financial Crisis ဆိုတော့ဘာလဲဆိုတော့ဗျာကျွန်တော်တို့ထိုင်းနိုင်ငံဆပြီးတော့ဆလိုက်တဲ့စီးပွားရေးပြက်ကက်ကအာရှတိုင်းလုံးသွားပြီးတော့ထိခိုက်တာဆိုတော့အကျိုးဆက်ကတော့ဗျာဒီထိုင်းနိုင်ငံမှာရှိရကျွန်တော်တို့စီးပွားရေးလုပ်ငန်းရှင်တွေကမ္ပဏီလုပ်ငန်းရှင်တွေက သူတို့ရဲ့ company ကိုဒီဝါလီခံရတယ်ပြီးတော့ကျတော့ကျွန်တော်တို့အကျွေးတွေမလိုဘဲနဲ့အများကြီးထတ်ချီးရတယ်နောက်တစ်ခါအလုပ်သမားတွေမလိုဘဲနဲ့အများကြီးလျှော့ရတယ်ဒါမျိုးတွေဖြစ်တာပေါ့ဆိုတော့အဲ့ဒီထဲမှာအစိုးရကလေးကအစင်မပြေခြင်းဖြစ်နေတယ် Cherry ဖေးရဲ့ company ကဘာဖြစ်သွားလဲဆိုတော့ဒီဝါလီခံလိုက်ရတယ်အဲ့တော့ဒီဝါလီခံလိုက်ရတယ်ဆိုတော့ဗျာရှင်းရှင်းလေးပဲသူတို့မှရှိသမျှကျွန်တော်တို့တိုက်တွေရှိမယ်ကားတွေရှိမယ်ဘန်ကောင်ထဲမှာပတ်စံတွေရှိမယ်ဒါတွေအားလုံးကပြောင်းသွားတာပေါ့တပြားမှမကျန်တော့ဘူးဆိုတော့ပုံမှန်အားဖြင့်ကတော့ဒီလိုမျိုး ဟိုမိသားစုကကျင်းတဲ့ကြက်ထဲရောက်နေတဲ့အချိန်ပြီးတော့ကျွန်တော်တို့ဒီဝါလီခံရတဲ့အချိန်မှာအိမ်နောင်ဦးကြီးဖြစ်တဲ့ဖေးဖြစ်သူကရှေ့ရနေမမမမရက်ပေးတင်တယ်ဆိုပေမဲ့ချက်ထရီရဲ့အဖေကအဲ့လိုလှုပ်ပေးရမယ်အစားအဲသူမိမောင်သူသားကိုထားပြီးတော့သူတို့နဲ့အဝေးဆုံးထွက်ပြေးသွားတယ်အဲ့တော့ဘာပြောကောင်းမလဲသူအမေဖြစ်ချက်ထရီအမေကငိုရာပေါ့ဆရာကြီးတငငငမငိုစရာလည်းမရှိဘူးလေကျွန်တော်ပြောတော့မနေ့ကပဲဗျာဘယ်သွားကြင်သွားကြင်ကားရှိရနေစရာဆိုလည်းတိုက်ရှိရအိမ်ရှိမယ်နောက်တစ်ခါ ပတ်စံဘလောက်ပဲလို့လို့သုံးစရာဘန်ကောင်ထဲမှာလည်းပတ်စံအပြည့်ဦးအခုကဒါနေချင်းညာချင်းဘာမှမရှိရဘူးအကုန်ပြောင်းလဲခါသွားတာအဲ့ထက်အဆိုးဆုံးတစ်ခုကတော့ဆန္ဒသူတို့ဒါအနှစ်20ကျော်အားကိုးလာရယောက်ျားဖြစ်သူအားပါသူတို့သားမျိုးထားပြီးတော့ထွက်ပြေးသွားပြီဆိုတော့ဘယ်သူကမငိုဝဲတောင်းခံနိုင်ပါလဲအဲ့လိုနဲ့ချက်ထရီကနောက်ပိုင်းအင်တာဗျူးတွေမှာပြန်ပြောတာသူတဘောအလုံးမှာသူ့အမေငိုရောမြင်ငယ်ဘူးတော့အဲ့ဒီချိန်မှာရှိတယ်အဲ့တော့သူအဲ့လိုမြင်နိုင်ရတဲ့တပြိုင်တည်းသူစိတ်ထဲမှာတင်းလိုက်တယ်။အာနောက်တစ်ချိန်ကမေဒီငွေကြီးနဲ့ပတ်သက်လို့ဒီလိုမျိုးကိစ္စတွေနဲ့ပတ်သက်လို့ဘာကြောင့်မှမျက်ရည်မကျသေးအောင်ဆိုပြီးတော့ ါဒါမဲ့ပြဿနာကသူ့အတူဘလို့ပဲတန်နေထန်ချရဲပြောပြောဗျာဟိုချက်ထရီကိုကြည့်မယ်ဆိုရင်ဒီချိန်ထိရဒီကောင်လှုပ်လာတာဆိုလို့မှုထိုင်းတန်တာပဲရှိရဲကျန်တာဘာမှမမဲရဖြစ်ရှိရကောင်မဟုတ်ဘာလှုပ်မှလည်းမလှုပ်ဘူးဆိုတော့ तू ဘာမှမစဉ်းစားတတ်ဘူးဗျာအဲ့တော့ तू ဘာလုပ်ရလဲဆိုတော့ तू သူ့အမေစိတ်အခြေအနေအစဉ်ပြေးသွားအောင်စောင့်နေအဆောင်မျိုးကြသူ့အမေမျက်နှာလေးကြည့်ပြီး तू မေးရတယ်အမေတအားဘာလုပ်ကြမလဲကျွန်တော်တို့ဘာလုပ်ကြမလဲပို့ကျွန်တော်တို့မစဉ်းစားတတ်ဘူးဒါမဲ့အမေတခုခုလမ်းကြောင်းရှာလာအဲ့လမ်းကြောင်းတိုင်းကျွန်တော်ရှောက်ပေးမယ် ဥပမာအမေမကျွန်တော်အပြင်မှာလှုပ်လှုပ်စေချင်တယ်ဆိုရင်လည်းကျွန်တော်လှုပ်မယ်ပေါ့အဲ့တော့ chatry မင်းစင်းသားတယ် chatry နည်းနည်းလောဆယ်လက်ရှိ time မှာနေပြီးလှုပ်လှုပ်လဲဘာမှအရှင်းပြမှာမဟုတ်ဘူးပညာရည်ချင်းလည်းမင်းမရမရှိသေးဘူးအဲ့ဒါအပြင် time မှာစီးပွားရေးပြက်ကြယ်လည်းဖြစ်နေတာဖြစ်တဲ့အတွက်ဘာမှထူးခြားတော့မှာမဟုတ်သူတို့မိသားစုကအဲ့တော့ chatry မင်းဖြစ်စေချင်တာကြတော့ဒါ chatry ကိုအမေရိကကိုသွားစေချင်တယ်ပြီးရင် America မှာရှိရကျွန်တော် Harvard တက်ကတူအနေနဲ့ဘွဲတစ်ခုခုယူစေချင်တယ် အဲ့လိုမျိုးဘွဲရပြီဆိုတဲ့အခါကျမှသူသားအတွက်အလုပ်ကောင်းကောင်းတစ်ခုရမယ်ဒီလိုသူသားအလုပ်ကောင်းကောင်းတစ်ခုရပြီဆိုသူတို့မိသားစုအဆင်ပြေပြီပေါ့သူဒီလိုစဉ်းစားတယ်အဲ့တော့ချက်ထရီကိုခေါ်ပြီးသူဒီလိုဒီလိုလုပ်ချင်တယ်ပြောတယ်အဲ့ချက်ထရီကလည်းနှစ်ခါမှပြောပါဘူးသူ Harvard တက်ကတော့ဝင်ခွင့်ရအောင်ရှောက်တယ်ဝင်ခွင့်ရသွားပြီဆိုတာနဲ့အဲ့ချက်ထရီကိုနောက်ဆုံးကြံတဲ့ပတ်စံနည်းနည်းလေးရှိမယ်ဗျာသူတို့မိသားစုမှာ Survive ပတ်စံလေးကိုသူ့အမေအကုန်လုံးကိုယူပြီးတော့ချက်ထရီကိုထည့်ပေးလိုက်တယ်ပြန်သူចောင်းတက်ဖို့အတွက်လည်းဘာမှစိတ်မပူနဲ့သူဒီဘက်ကနေအလုပ်လုပ်ပြီးရသလောက်ပတ်စံပို့ဝင်မယ်။ဘာညာဆက်သဖြင့်ပြောရဲ တော့ချက်ထရီယာသူ့မိထည့်ပေးလိုက်တဲ့ပတ်စံနည်းနည်းလေးရေကျွန်တော် suitcase တစ်လုံးနဲ့ဆွဲပြီးတော့ America ကိုထွက်လာခဲ့အဲအဲ့မှာ America မှာသူတက်မဲ့ကြောင်း Harvard ဖြစ်တဲ့အတွက် Harvard တက်ကတူမှာသူနေမဲ့အခန်းထဲကိုရောက်တော့သူ suitcase ကိုချချပြီးတော့သူစဉ်းစားတယ် Okay ငါ Harvard တော့ရောက်ပြီကျောင်းတက်တော့ကျောင်းတက်မဲ့ဆိုဈေးဈေးတွေစကားတွေလာပြီဆိုတော့ဒါငါဘယ်လိုပေးမှာလဲသူတို့မှပတ်စံတပြားမှမရှိဘူးလေ Cherry မရတော့သူလောလောပြီးရှာရမယ်ပြောတယ်ဒါပေမဲ့ဒါသူကတော့အမေဖြစ်တဲ့အတွက်သူသားကိုစိတ်မပူအောင်ပြောမှာဒါပေမဲ့တကယ် reality ချာချာစဉ်းစားကြည့်ရင် ချက်ထရီတယ်မဟုတ်ဘူးသူ့အမေရလည်းအခုချိန်ထိတခါမှအလုပ်လုပ်ခဲ့ဘူးတဲ့သူမဟုတ်ဘူးဆိုတော့ तू လုပ်မယ်ဆိုဘာလုပ်ဒီ option ရှိမှာတော့ဘာမှများများဆန်းဆန်းမရှိဘူးလေကျွန်တော်ပြောတာဒါဟင်းသီးဟင်းရရအောင်မလားဒါမှမဟုတ်သူများစီမှာအရင်ကူလို့မလားဒါပဲရှိရအောင်အဲ့ဒါတော့ဘယ်လောက်ရမှာလဲသူ့ကိုကြောင်းစိပေးဖို့မပြောနဲ့သူ့ဟာသူစားဖို့တောက်ဖို့လောက်ငအောင်တော့မနေစုပါမှာဒါကိုချက်ထရီတက်ကောင်းကောင်းနားလေအဲ့တော့ तू နားလေလိုက်တာဒီ तू ဒီ habit မှာဘွဲရတဲ့အထိကသူ့ခြေသူ့လက်နဲ့ပဲ तू စူးစမ်းမှာရမှာအဲ့တော့ तू plan ဆွဲရပြီ तू ဆွဲရ plan ကျွန်တော်ပြောပြမယ် သူကစားဖို့တောက်ဖို့အတွက်ကိုတရက်ကို၄ဒေါ်လာနဲ့လောင်စားတယ်၄ဒေါ်လာဆိုရဲကိစ္စတခုကမိတ်ဆွေတို့အေးရှမှာအာရှမှာဆိုရင်တော့များတယ်ပြောလို့ရတယ်ဒါပေမဲ့အဲ့ဒီ၄ဒေါ်လာကိုခင်ဗျားဒီ US မှာသွားပြီးစားမယ်တောက်မယ်ဆိုရင်ဟိုတရက်စားမပြောနဲ့တနက်စားတော့မလောက်ဘူးဗျာဆိုတော့ဒီကောင်ဒီ၄ဒေါ်လာနဲ့လောင်ဘလို့စားရလဲဆိုတော့ကျွန်တော်ပြောပြမယ်ဘယ်သူမှမစားကြင်တဲ့ဟို ADA ဆက်ဖြစ်နေဟင်းနေဒါမှမဟုတ်လည်းကျွန်တော်တို့ခောက်ဆွဲပြုတ်တစ်ထုပ်ကို maybe တရက်လုံးစာပိုင်းပိုင်းပြီးစားတာ၄ဒါမှမဟုတ်လည်းကြဲဥပြုတ်တစ်လုံးနှလုံးလေးနဲ့တစ်နေ့လုံးကို ါလောက်အောင်စားရတာမျိုးဒီလိုရေလောက်ရတာပေါ့နောက်တစ်ခါကျွန်တော်တို့သွားဖို့လာဖို့အတွက်ကျတော့လေအဲသူကလူတိုင်းသုံးနေကျွန်တော်တို့ဘတ်ကားတို့ရထားတော့မသုံးမဲနဲ့လမ်းလျှောက်တယ်ပြေးတယ်ဒီလိုပဲလောက်ရတယ်ပတ်စံအလင်ကာမိအောင်နောက်တစ်ခါထပ်ပြီးတော့သူအပူငွေရအောင်ဘာကြီးလှုပ်လဲဆိုတော့အဲသူတို့ကျောင်းသားမှာရှိရဲ့ဂျင်းနေမှာသူငငယ်ကလေးကတင်လာတဲ့ကျွမ်းနဲ့မှုထိုင်းကိုဆရာအနေနဲ့ပြန်ပြီးတင်ပြီးပြပေးတယ်ဒီကနေလည်းပတ်စံအပူနည်းနည်းပေါ်ထပ်ထွက်လာတော့နောက်တစ်ခါသူတို့အတွက်ကို ထားပေးထားတယ်ဒီလိုမျိုး chat view လို့အစင်မပြေအကြောင်းသားတွေအတွက်ထားပေးရ student loan program တွေဘာညာတွေရှိတယ်ဒါကိုလည်းသူလျှောက်ရတယ်ယူရတယ်ဆိုတော့အဲ့လိုမျိုးတွေသူလုံးလိုက်တဲ့အခါမှာကျွန်တော်တို့ chat view ရဟာဘာမှာပထမတစ်နှစ်ကိုတော့ ACC ပဲအောင်ပါတယ်ပြီးသွားတယ်သူခြေသူလနဲ့ပဲယုံလိုက်တာဒါပေမဲ့ဒုတိယနှစ်ရောက်တဲ့အခါမှာကျတော့ chat view အမေကထိုင်းမှာလာဘလို့မှကိုလှုပ်လို့ခိုင်းလို့အစင်မပြေတော့တဲ့အတွက်သူကဘာလို့ရလဲဆိုတော့သူသားရှိရဲ့အမေရိကကိုတက်လာပြီးတော့သူသားနေတဲ့ဟာဘာကအဆောင်မှာလိုက်ပြီးတော့ကတ်နေရတယ် အဲ့လိုဒီကိုရှင်နေရဆိုတော့ဆိုတော့ cherry ကဒီနေ့ interview မှာတော့ပြန်ပြောတယ်သူ့ဘဝမှာအကြောက်ဆုံးအချိန်တွေကတော့အဲ့ဒီအချိန်ကာလတွေပဲဟိုသူ့အမေကနေရမရှိတော့သူနဲ့လာပြီးတော့အဆောင်မှာကတ်နေရတဲ့အတွက်သူရှက်လို့ကြောက်တာမဟုတ်ဘူးဘလိုမျိုးလဲဆိုတော့ဗျာဟိုသူတို့မှာကဒီရှင်ရဲမွဲတွေဘဝကနေပြီးတော့ဒါအောင်မြင်တဲ့လမ်းကြောင်းကိုပြန်တက်ဖို့အတွက် game plan ကဒီ Harvard တက်ကတော့ဘွဲရမှာအဆင်ပြေမှာဆိုတော့တကယ်လို့ဒါ cherry ရဲ့အမေဒီလိုမျိုး cherry နဲ့လာပြီးနေနေတာကိုသူတို့ Harvard ကဆိုင်းရပိုင်းရည်တိလို့ အဲသူ့ကို maybe ဆမ်ဟောင်းကြောင်းနာတာတို့ပြီးတော့ကြောင်းဆက်တက်ခွင့်မပေးတာတို့ဖြစ်လာခဲ့လို့ရှင်သူတို့ရဲ့ plan ကဒါရေစုံမျိုးသွားပြီဆိုတော့ဒါကြောင့် chatry ရဲ့ကြောက်တာပါဟိုသူ့မိလာပြီးနေလို့ရှက်လို့ကြောက်တာမဟုတ်ဘူးအဲ့တော့ထားအဲ့လိုနဲ့ပဲဒါတာမီနေရောက်အခန်းချင်းတည်းမှာဖြစ်တယ်လို့နေဖြစ်တယ်လို့စားနေပဲအဲသူတို့စ조사လာလိုက်တာ chatry harvard တက္ကသိုလ်ကနေပြီးတော့ကျွန်တော် business major နဲ့ mba ဘွဲ့ရသွားတယ်ဆိုတော့အဲ့လိုဘွဲရသွားပြီးတဲ့အခါမှာတော့ချက်ထရီတို့ကနည်းနည်းအသက်ရှူချောင်းတိုင်းပြောရမှာပေါ့။ဘာလို့ဆိုတော့သူ့ကို အလုတ်အကြီးကြီးရနေပြီးတော့စားကြုပ်ချုပ်တယ်ဥမာဒေါ်လာ3000ကျွဲပေးမယ်လို့ဒေါ်လာ3000ပေးမယ်လို့စသဖြင့် six figure contract တွေပေါ့ဆိုတော့ chatree ကဒီလိုမျိုးဒီလိုမျိုးတွေပတ်စံအများကြီးရမယ်တေချာတဲ့အလုတ်တွေကိုမလိုက်ဘဲနဲ့ဘာလုတ်လိုက်လဲဆိုတော့သူနဲ့ဟိုသူចောင်းတက်ကြတဲ့ကသူ့လိုပဲအစင်မပြေတဲ့တင်ငယ်ချင်းတွေရှိရဗျအဲ့မှာသူ့တင်ငယ်ချင်းနဲ့ပေါင်းပြီးတော့သူက software company တခုထောင်နေတယ်အဲ့ software company ထောင်နေတဲ့ကိစ္စကိုသူသူ့အမေကိုပြောတဲ့အခါကျတော့သူ့အမေစိတ်ဆိုးတာပေါ့ ဒါသမင်းညာတော့တိပင်မခက်ခဲဖြတ်တန်းလာခဲ့ပြီးကမှဒီဘွဲရရတာအဲ့တော့ဒီကောင်ကရတဲ့ရထိုက်တယ်ပတ်စံရမယ်အလုပ်ကိုမလုပ်ဘဲနဲ့မသေးချာတဲ့ software company ထောင်မယ်ဆိုတော့ဘယ်ပြောကောင်းမလဲစိတ်တူတာပေါ့ဒါပေမဲ့လဲ chatry နားချလိုက်တဲ့အခါကျတော့အမေဖြစ်သူက chatry သဘောပဲဖြစ်သွားတဲ့အခါသူရဲ့သူ့အမေရဲ့ပြည်စောနာသူတို့အလုပ်တွေလုံးမဲ့တငယ်ချင်းရဲ့၃ယောက်သားကျွန်တော်တို့ silicon valley ထွက်လာခဲ့တယ်ပြန် silicon valley မှာသူတို့ရုံငန်းချင်းချင်းလေးငားတယ် ပြန်အယုံငန်းလေးရဲ့မှာအဲ့300လုံးအလုံးလုံးလဲအိုက်တိုင်းမဲအိုက်ထဲမှာပဲပြန်စားရတဲ့တောက်တယ်ဆိုပြီးအိုက်ထဲမှာပဲအဲ့လဲအိုက်ထဲမှာပဲအဲ့လိုပဲဒါဖြစ်တယ်လို့နေရတာပေါ့အဲ့လိုနဲ့ပဲဒီ chatry ရိုးရဲ့အဲအလုတ်သမားအနေနဲ့ဆိုရင်တော့သူတို့အဲ့လိုမျိုးချိုးခြင်းချွေတာနေတဲ့အတွက်ပထမဆုံး step တဲ့အလုတ်သေးသေးလေးမှာအလုတ်သမားကျွန်တော်တို့ step 8ရောက်ငားနိုင်ရဲ့အဲ့လိုမျိုး step 8ရောက်ပဲငားနိုင်တဲ့လုပ်ငန်းသေးသေးလေးကနေပြီးတော့ကျွန်တော်နောက်ဘာမှမကြတဲ့အချိန်ကာလအတိုးလေးအတွင်းမှာ စုစုပေါင်းဝန်ထမ်းအယောက်150အထိခန့်နေအောင်ဒီ company ရဲ့ကြီးကျွားလာတဲ့တဟုံတို့အဲနောက်ပိုင်းမှာတော့ဒီ company ကိုစုစုပေါင်းဒေါ်လာတန်း90နဲ့ပဲပိုင်ရှင်အစ်လက်ထက်ကိုထည့်ပေးလိုက်တယ်အဲပြီးတော့ကျတော့တို့ငွေကြေးတွေကိုဆိုင်ရဆိုင်ရ share ခွဲယူတယ်အဲ့ဒီတော့ chatree ကကြာသူ့ရဲ့သူ့ဘဝရဲ့နောက်ထပ် chapter တစ်ခုကိုဖွင့်ဖို့အတွက်ကျွန်တော် wall street ကိုထပ်လာခဲ့တယ်။ wall street မှာသူဘာလုပ်လဲဆို hash fund manager အနေနဲ့တာဝန်ယူပြီးလုပ်တယ်။ hash fund manager ဆိုတော့ဗျာ mixture ကိုနားလည်အောင်ကျွန်တော်ရှင်းပြမယ်ဆိုရင် သူက bonds တို့ stocks တို့ indices တို့စသဖြင့်ဒါတွေကို trade တာဝယ်ရတယ်ရောင်းရတယ်စသဖြင့်ဒါမျိုးတွေပေါ့ဥပမာပြောရမယ်ဆိုကျွန်တော် Facebook က share ရရှိမယ်ဗျဒါမှမဟုတ်လည်း Amazon က share ရရှိမယ် Alibaba က share ရရှိမယ်ဒါတွေကိုကိုယ်စိတ်ကြိုက်ဝယ်တာရောင်းတာစသဖြင့်လုပ်ပေးရတယ်အဲဆိုတော့အဲ့ chatry hash rank manager ရဲ့တာဝန်ယူပြီးလုပ်တဲ့လုပ်ငန်းကလည်းအောင်မြင်တယ်ပြောရမှာပေါ့သူဒီရလဲဒေါ်လာတန်းချီပြီးတော့အမြတ်ကြီးရလိုက်တယ်ဒါမှမဟုတ် chatry ကဟိုဒီလိုမျိုးအောင်မြင်နေရဆိုပေမဲ့ဗျာသူစိတ်ထဲမှာက အောင်မြင်တယ်လို့မခံစားအောင်ဘာလို့လဲဆိုတော့သူသွားကျင်တဲ့နေရာတသက်တစ်ခုရှိတယ်အခုရောက်နေတဲ့နေရာတသက်တစ်ခုဖြစ်နေတယ်အဲ့ဒါကျွန်တော်ရှင်းပြမယ်ချက်ထရီမှာဟိုးငငယ်လေးကလေးကသူကမှုေထိုင်းကိုအသေးဆွဲအယူမှုချက်တယ်အယူမှုဆွဲလန်းတဲ့စိတ်ခံစားချက်ကရှိပြီးသားဆိုတော့သူကြီးလာရင်လည်းဒီမွေထိုင်းနဲ့ပတ်သက်ပြီးဒါမှမဟုတ်ရင်လည်း5 business နဲ့ပတ်သက်ပြီးတခုခုစီးပွားရေးလုပ်မယ်လို့သူတန်နေတန်ချခဲ့ပြီလားဒါပေမဲ့လို့လောဆယ်သူရောက်နေတဲ့လမ်းဒီလမ်းနဲ့ဘာမှမဆိုင်ဘူးဒါကြောင့်မို့လို့ သူကဆောနာဒီလောက်ထိအောင်မြင်နေရတော့မှအောင်မြင်နေဆိုရဲခံစားချက်အောင်မြင်နေဆိုရဲ feeling ကိုမရဘဲနဲ့ depression ဝင်လာမျိုးဖြစ်နေရပေါ့အဲ့တော့ကြသူဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်ကျွန်တော်သူချစ်တယ်သူစိတ်ပါဝင်စားတဲ့ fee ဖြစ်တယ်ကျွန်တော်တို့ five business လည်းဖြစ်တယ်မြွေထိုင်းနယ်လည်းစိုင်နဲ့စီးပွားရေးလုပ်ငန်းတစ်ခုလုပ်မယ်အခု hash manager နဲ့လုပ်တော့သူရက်လိုက်ပြီအဲ့တော့ကျတော့ဒါမှမဟုတ်ကျွန်တော်သူဒီ five business ဘက်ကိုဝင်လာတဲ့ကိစ္စကိုဒီသူချစ်တဲ့တစ်ခုတည်းအတွက်ကြောင့်ဝင်လာရောကျွန်တော်မထင်ဘူးဘာလို့လဲကျွန်တော်ရှင်းပြမယ် ကျွန်တော် iPad Care iPad အချိန်ကာလမှာကဗျာဟို five business နဲ့ပတ်သက်ရင်တကယ်တကယ်အကောင်အကြီးဆုံးက UFC UFC ဆိုတာနဲ့ပတ်သက်ပြီးတော့လေကျွန်တော်ဗီဒီယိုတစ်ပုဒ်တစ်သက်လုပ်ပေးထားပါတယ်မိတ်ဆွေတို့ကြည့်ပြီးသားဆိုသိမှာပါဒါပေမဲ့ UFC ကသူကဘယ်နေရာမှာနာမည်ကြီးလဲဆိုတော့ United States မှာနာမည်ကြီးရယ် US မှာဆိုတော့ US မှာရှိရ5 fan တွေတော်တော်များများကို UFC ကတင်ထားပြီးသားဒါပေမဲ့လို့ကျွန်တော်တို့လွတ်နေရကျွန်တော်အရှာဘက်ကလူတွေကလွတ်နေရဗျာအာရှမှာစုစုပေါင်းဆိုရင် လူက4.4 billion နီးပါးရှိရာ ဆိုတော့ chatry ရဲ့ဒီ market ကတလောက်ကြီးရအောင်မြင်တယ်မြင်တော့ကြတော့ဗျာသူစဉ်းစားတာကဟိုကျွန်တော်တို့တခြားသာစဉ်းစားကြည့်မယ်ဆိုရင်အဲ marshal ad ဆိုတာကကျွန်တော်အာရှကနေပြီးမြေဖျားခံတယ်ပြောလို့ရတယ်။ဥပမာပြောရမယ်ဆိုရင်ကျွန်တော်မြန်မာနိုင်ငံမှာဆိုလက်ဝေရှိမယ်တိုင်းချောင်းမြန်လို့ပါလို့ရှိမယ်။တခါထိုင်းဘက်ကိုကြည့်မယ်ဆိုရင်ထိုင်းမှာမွေထိုင်းရှိတယ်ဗျာ။အဲပြီးအဲ့လိုပဲကျွန်တော်အာရှနိုင်ငံတိတိမှာသူဆိုင်ရဆိုင်ရဒါ marshal sd ရရှိပြီးသား။ဆိုတော့ chatry စဉ်းစားတာကဒီလိုမျိုး marshal sd ပေါက်ဖွားလာတဲ့ အာရှတိုက်ကမာရှယ် S နဲ့ပတ်သက်ပြီးတော့ပွဲကြီးလှုပ်ပင်းတခြားဘောက်ကြိုက်တယ်ဆိုတော့အဲကြောင့်သူဒီဘက်ဖီးကိုဝင်မယ်စဉ်းစားလိုက်တာအဲ့လိုနဲ့ပဲချက်ထရီယာသူ့ရဲ့အိမ်မက်ကိုအကောင့်ထဲပေါ်ဖို့အတွက်2017ခုနှစ်မှာဝမ်ချင်မြန်ရှစ်ကိုစထောင်းခဲ့တယ်ဆိုတော့ဝမ်ချင်မြန်ရှစ်ကိုစထောင်းပြီးပြီးချင်း3နှစ်ကတော့သူ့တော်တော်ဆိုးရနေတယ်လို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့ဗျာချက်ထရီယာအိမ်2017ခုနှစ်ဝမ်ချင်မြန်ရှစ်မထောင်းခင်မှာသူ့ရဲ့ပိုင်ဆိုင်မှုက ဒေါ်လာတန်း80နဲ့80ကြာရှိပြီအဲ့လောက်ပတ်ချာလဲပေါ့ဆိုတော့အဲ1 championship အတွက်ကိုသူပိုင်တဲ့ဟာတွေရဲ့80%ဒီပါတုံးပလိုက်တာကျွန်တော်သူတန်း80ချမ်းသာတော့တန်း90လောက်1 championship တဲ့ကိုပြစ်ထည့်ရဒါပေမဲ့လို့အဲ့လိုမျိုးပြစ်ထည့်ပြီးတော့ဇက်တိုက် promotion တွေ run နေဇက်တိုက်ကြိုးစားရပေမဲ့လည်းဘာမှထူးခြားမလာဘူး1 championship ကရှုံးမြဲရှုံးစဲပဲပြီးရင်ဘယ်သူမှလည်းအဖက်မလုပ်ဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့လုပ်ငန်းတစ်ခုလဲပတ်မယ်ဆိုရင် investor ဆိုတာလို့ရတယ် investor ဆိုတာကိုယ့်လုပ်ငန်းတွေကိုရင်းနှီးပေးမဲ့စီးပွားရေးလုပ်ငန်းရှင်တွေပတ်စံပေါ်တဲ့တတိယပေါ့ဆိုတော့ဒီ investor တွေက chatry ရဲ့ one championship ကိုစိတ်မဝင်စားဘူးစိတ်ဝင်စားဖို့ဆိုတာကလည်းအာရှမှာကဒါမျိုး five business တခုကတက်တန်းရှည်ကြမယ်မထင်ဘူးပြီးတော့ကျွန်တော်တို့အသက်ရှည်မယ်မထင်ဘူးအဲ့ဒါကြောင့်တို့ကဟိုရင်းနှီးငွေမထည့်ရင်လားနောက်ထပ်တစ်ချက်ကကျတော့ကျွန်တော်တို့အနေနဲ့ TV ရုပ်သံလိုင်းအစီအစဉ်တွေအခု chatry ရဲ့ one championship ကတိုက်ပွဲခိုက်ပွဲတွေကိုကျွန်တော်ပြမယ်ရုပ်သံလိုင်းအစီအစဉ်တွေကလည်း သူစီရပွဲတွေမပြညုံဗျာသူတို့က UFC ကိုပါလို့ရှိပြီးတော့အဲ့တော့ Cherry ကိုစိတ်မဝင်တော့နောက်တစ်ခါကျွန်တော်တို့ဒီအပြင်မှာလက်မှတ်ကြီးရောင်းတဲ့အခါမှာလေကျွန်တော်အာရှဘက်ကလိုရဲစီးပွားရေးအရန်ကြီးအဆင်မပြေကြတဲ့အတွက်လက်မှတ်ကြီးကိုအများကြီးမပေးကျင်ကြအောင်ဆိုတော့ကျတော့ဘယ်ဘက်ကအဖက်ဖက်ကကြီးကြီး Cherry အဆင်မပြေဘူးဗျာဆိုတော့2017ကစလိုက်တဲ့လုပ်ငန်းဒီ2014ခုနှစ်ရောက်တဲ့ဒီအခုထိရုန်းကန်နေရတော့မယ်အဲ့တော့ cherry စိတ်တယ်ကြတာပေါ့မကြတယ်လည်းမရှိဘူးလေသူထည့်ခဲ့တဲ့ဒေါ်လာ30000ရယ်လေကုန်းလုံးနီးနီးဖြစ်နေပြီ အဲ့တော့သူစဉ်းစားလိုက်တယ်ငါတော့ဒီလုံးနဲ့အဆင်မပြေဘူးငါအရှုံးပြီအရှုံးနယ်ပဲငါရက်လိုက်မယ်လက်ခံတယ်ဆိုတော့သူဒီသူ့ရဲ့ one champion ရှေ့ကိုဘိုက်နာနာနဲ့အောက်ဈေးနယ်ပဲနောက်ထပ် passion သစ်စီကိုရောင်းထုတ်ဖို့ဆုံးဖြတ်လိုက်တယ်အဲ့တော့သူဒီ one champion ရှေ့ကိုရောင်းတော့မယ်ဆိုတော့ဆုံးဖြတ်ချက်ချပြီးရဲ့အချိန်လက်မှတ်ထိုးတော့မယ်အချိန်မှာသူနေုံငါမထိုးသေးဘူးငါဖုန်းတကောဆက်အောင်မယ်ဆိုပြီးတော့သူဖုန်းဆက်ဖို့ကြံနေတော့ပြီးတတိရတယ် iPhone ကသူဘာလို့ဒီဆက်တာလဲဆိုတော့သူ့အမေကြီးဆက်တာသူ့အမေကြီးဆက်ပြီးတော့သူအချိုးချောင်းပြောပြတာပေါ့ အမေသားကတော့ဒီအလုတ်ကတော့တုံးနေရှိပြီတုံးနေလုံးနဲ့လုံနေအဆင်မပြေဘူးဒါပတ်စံဆိုတော့တောက်တောက်လက်ရှုံးနေဘလို့မှအဆင်မပြေဘူးဆက်သွားလက်ရှုံးမှာပဲအဲဒါကြောင့်မလို့ဒါဒီအလုတ်ကိုရောင်းတော့မယ်အဲ့ဒါကိုဒါအမေအကျိုးကြောင့်လမ်းရှင်းပြတာပေါ့ဆိုတော့အဲ့ဒီချိန်မှာ cherry မြဲတစ်ခုပဲမေးတယ်မင်းဒီအလုတ်ကိုလုတာကပတ်စံတစ်ခုရဲ့အတွက်လားဒါမှမဟုတ်မင်းဝါသနာပါတဲ့အတွက်ဒီလုပ်ငန်းတွေကိုဒီ fee တွေဝင်လာတာလားဆိုတော့မင်းအဖြစ်နံပါတ်1မှာဖြစ်တယ်ဆိုရင်တော့ပြဿနာမရှိဘူးရောင်းလိုက်တော့ရှုံးနေပြီဖြစ်တဲ့အတွက်အဲ့လိုမှမဟုတ်ဘဲနဲ့ကိုဝါသနာပါလို့ဒီလမ်းတွေကိုရောက်လာတာဆိုရင်တော့ မင်းဆက်ရှောင်းလာရမယ်။ဘာလို့လဲဆိုတော့မင်းကငါသားကမင်းဟာဗတ်ဆိုတဲ့တက်ကတူကဖွဲ့ဟိုတောင်မှပတ်စံတပြားမှမရှိဘဲနဲ့ရအောင်ယူလာရကောင်။ဆိုတော့အချိန်တစ်ခုပေးလိုက်ပါမင်းကမင်းအရှင်းပြအောင်လှုပ်ဖို့ကင်ဖို့ဤလန်းနေထွက်လာပါလိမ့်မယ်။စသဖြင့်သူ့မင်းဒီလိုပြောတယ်။ဆိုတော့သူ့မင်းနဲ့ဖုန်းပြောပြတဲ့အခါမှာချက်ထရီစင်းကဟုတ်တယ်ဒီဘက်ကလောလောဆယ်အရှင်းမပြေနေဘူးဆိုရင်နောင်လာမဲ့၄၅၆နဲ့၁၀နှစ်တွင်မှဒါကြီးအရင်ကြီးသွားနိုင်တယ်။ဆိုတော့သူ့အတွက်အချိန်ကာလတစ်ခုထပ်ပေးလိုက်ရင်ဒါအရင်အောင်မြင်လာမယ့်လုပ်ငန်း။ ဆိုတော့ chatry ကမရောတော့မရောတော့ပဲ ਨੇ သူဆက်ပြီးတော့ကျုံးတယ်သူဆက်ပြီးတော့လှုပ်ရှားရှိရ promotion လုပ်တယ်သူရွှေ့တယ်ရှိရ꽌ရွှေ့အဲ့လိုနဲ့ကျွန်တော်တို့နောက်ထပ်16နှစ်အကြာမှာအခု2025ခုနှစ်မှာတော့ဆိုတော့ဒေဝါလီခန်းလူနီးနီးဖြစ်နေတဲ့ one champion ship ကဘလောက်ထိအောင်မြင်လာလဲဆိုရင်စုစုပေါင်း market cap တန်မှု1.5 billion တန်ကြီးရှိရဲ့ကျွန်တော်တို့ဈေးကြီးဆုံး Marshall Ads Miss Marshall Ads အဖွဲ့အစည်းဖြစ်ကျွန်တော်တို့တမိုင်းတဲ့ site ထူနိုင်ခဲ့တယ် နောက်တစ်ခါကျွန်တော်တို့တစ်ဖက်က Cherry ရဲ့ပိုင်ဆိုင်မှုကိုကြည့်မယ်ဆိုလေ2012ခုနှစ်မှာဒေါ်လာတန်း80ဝန်းကျင်မှာချမ်းသာခဲ့တဲ့ Cherry ဟာကျွန်တော်2025ခုနှစ်အရောက်မှာတော့ဒေါ်လာတန်း350ကျော်ထိချမ်းသာလာတဲ့ပုံကိုဖြစ်လာတယ်။ဆိုတော့ Cherry ဒီလိုကြိုးစားနေတဲ့နှုန်းတွေကနောက်နှစ်မကြာခင်အချိန်တိုလေးအတွက်မှာဘီလီယံနာဖြစ်မလာနိုင်ပါဘူးလို့ဘယ်သူပြောနိုင်ပါလဲ။ဒီနေ့ဗီဒီယိုလေးကတော့ကျွန်တော်တို့ One Championship ပိုင်ရှင်ရဲ့ဘယ်သူမှမသိသေးတဲ့ခက်ခက်ခဲခဲရုံးကန်ခဲ့ရတဲ့ကျွန်တော်တို့ဘဝနောက်ကျောင်းတွေပြပြတော့တာပဲဖြစ်ပါတယ် မိတ်ဆွေအနေနဲ့ဒီဗီဒီယိုလေးကိုအခုဒီညလေးရောက်လောင်းကြည့်လာတဲ့အတွက်ဘ ഹു သူဒ္ဒရာအများကြီးရသွားပြီဆိုတော့ကျွန်တော်သိရတယ်။ဒါပေမဲ့ကျွန်တော်ဖြစ်စေချင်တာကတော့ဗျာဒီရရတဲ့ဘ ഹു သူဒ္ဒရာကိုမိတ်ဆွေတွေအပြင်လက်တွေဘဝမှာပါပြန်ပြီးတော့အသုံးချလို့ရနေတယ်။ဆိုတော့ကျွန်တော်မိကွန်းလေးကိုမိပါမယ်။ကျွန်တော်ရဲ့ဒီ లై တွေးပေးပါ లై ဖြေပေးပါ။နံပါတ်1မိကွန်းကကျတော့အဲချက်ထရီရဲ့အဖေသာဒါသူတို့အခက်ခဲအကျက်တဲမှာဂျုံတော့မှာအခုလိုမျိုး trap မပြေးခဲ့ပဲနဲ့သူတို့မိသားစုရှိရနေမှာမှရက်တီပေးနေခဲ့မယ်ဆိုရင်ချက်ထရီကအခုလိုမျိုးအရန်အောင်မြင်ချမ်းသာတဲ့ ကျွန်တော်တန်းကျွယ်တတိဖြစ်လာမယ်ထင်လားမဖြစ်ဘူးထင်လားဖြစ်မယ်ဆိုရင်ဘာကြောင့်ထင်တာလဲမဖြစ်ဘူးဆိုရင်ဘာကြောင့်ထင်တာလဲဒါလေးကျွန်တော်စဉ်းစားပြီးပါဘယ်တော့နံပါတ်1အချက်ကကျတော့ charity တို့မျိုးအရင်အောင်မြင်လာတဲ့အပေါ်မှာအဓိကသူ့ကိုအဲနောက်ကပံ့ပိုးပေးခဲ့တဲ့ပုံကဘယ်သူလဲပြီးတော့အဓိကသူ့ကိုနောက်ကနေပြီးတော့ပံ့ပိုးပေးခဲ့အဓိကအမှုအကျင့်ကဘယ်အမှုအကျင့်လဲဒါလေးကျွန်တော်သိချင်ပါတယ်ဒီအဖြေကတော့ကျွန်တော်ဒီဟာမန်နဲ့ဟိုဟာမားရဆိုပြီးမရှိပါဘူးဆိုတော့မိတ်ဆွေအနေနဲ့ကျွန်တော်ဖြစ်စေချင်တာဒီဗီဒီယိုမကြုံမခွာဘဲနဲ့အဆုံးထိနားလည်အောင်ကြည့် အဲပြီးတော့လို့ရှိရင်ကျွန်တော်ပြောသလိုပဲ light စဉ်းစား DI ကိုပြီးပြီးရောဆိုရင်မကြည့်နဲ့ light စဉ်းစား light တွေပြီးရင်ကိုနားလဲသလိုဖြည့်ပြဿနာမရှိဘူးအဖြည့်ရောဒီ video ကကမ္မမမှန်တော့လို့ရပါတယ်တယောက်နဲ့တယောက်အမြင်မတူရဲ့သူချင်းချင်းသူ့အဖြေကိုအဖြေဆွေးနွေးပြီးဖလှယ်လို့ရတာပေါ့ဘလို့ရမယ်ဆိုရင်ဘဝတက်လန်းအတွက်တစ်ဖက်တစ်လန်းအထောက်ကူပြုမယ် content အနေနဲ့နောက်တစ်ခါအုံနောက်အတွက်လည်း live ပြီးတွေးလို့ရမယ် content အနေအပူမပါရဖြစ်ရမယ် live story ကိုကျွန်တော်တို့ CIU channel ရနေပြီးအပတ်စဉ်တိုင်းတင်ဆက်ပေးနေမှာဖြစ်တဲ့အတွက် မိတ်ဆွေနေတဲ့ဒီဗီဒီယိုလေးပြီးသွားရင်လည်းကျွန်တော်တို့ရဲ့ CIU channel ကို subscribe လုပ်သွားပါအောင်အားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်ဆုံကြပါမယ်